ထိုင်းမြန်မာနယ်စပ်မှာဒီကရင်မျိုးသားအစည်းအရုံး KNU ကစစ်တပ်ကသိမ်းယူထားတဲ့စခန်းတတော်များများကိုမကြာခင်ကသိမ်းယူနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း KNU တပ်မဟာငါးမှရှိတဲ့တစခန်းတချို့ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပါတယ်။မနေ့ကတော့ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ဌာနချုပ်စခန်းဟောင်းနေရာတစ်ခုကို KNU ကပြန်လည်သိမ်းပိုင်လိုက်ပါတယ်။ကော့ကရိတ်မြို့နယ်ထဲကထိကပ်လဲတပ်စခန်းကို KNLA, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေကဂျွန်လ22ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင် နိုင်ခဲ့တာဖြစ်တယ်လို့ KNU ကဒီကနေ့မှထုတ်ပြန်လာပါတယ်။အဲ့ဒီတက်စကန်ဟာ KNU ကော်တူးလေ အုတ်ချုပ်နယ်မြေဒီဒူပလာယာခရိုင်ကွန်ကရစ်မြို့နယ်ထဲမှာရှိတာဖြစ်ပြီးတော့ KNU ရဲ့ဌာနချုပ်ဟောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် KNU ဌာနချုပ်မာနပလောကနေဆုတ်ရပြီးတဲ့နောက်1995ရုံးကထိကပ်လက်နေရာကို KNU ကဌာနချုပ်တစ်အဖြစ်တည်ထောင်ခဲ့တဲ့နေရာဖြစ်ပါတယ်နှစ်နှစ်မပြည့်ခင်1998ဖေဖော်ဝါရီလလောက်မှာဒီစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ KNU ကဆိုပါတယ်အခုတော့ အဲ့ဒီတက်စခန်းကို28နှစ်အကြာမှာ KNU နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်